က်စလာ28ရက်နေ့ကလုတ်ခတ်ခဲ့တဲ့အင်အားပြည်ငယ်လေးတွေရဲ့ဒဏ်ကိုခံခဲ့ရတာကြောင့်တိကျဆုံးရှုံးမှုတွေစုံတွေ့ခဲ့ရတဲ့ပြည်သူတွေအတွက်နိုင်ငံတကာမှလှူဒါန်းမယ်လို့ကတိပြုထားတဲ့အလူငွေ American Dollar 63သန်းရရှိထားတယ်လို့သိရပါဗျ။ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာနဲ့အရေးပေါ်ကူညီကယ်ဆယ်ရေးဆိုင်ရာပေါက်ဆက်ညှိနှိုင်းရေးမှုဖြစ်တယ်လို့ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးယုံ UNOH ရဲ့အကြီးအကဲဖြစ်သူ Travelcher ကနိုင်ငံသားငွေကြေးဌာနပြည်တော်စုဝင်ကြီးဦးတန်းစွေနဲ့လက်ရောက်တွေ့ဆုံခဲ့ရ မှာနိုင်ငံတကာမှာငွေလေးပေးသည့်ပြည်သူများအတွေ့လှူဒန်းပေးလို့ခရီးပြုထားတဲ့အလူငွေပမာဏဟာအမေရိကန်ဒေါ်လာ93သန်းရှိပြီး UNOHA ဘက်ကလည်းငွေလေးပေးသည့်ညီမပြည်သူတွေအတွေ့ကုလသမဂ္ဂအရေးပေါ်ရန်ကုန်ဝန်ကနေအမေရိကန်၅သန်းအသုံးပြုကူညီသွားမယ်လို့ပြောကြားခဲ့ရဖြစ်ပါတယ်။ငနေတကြဖြစ်ပေါ်ခဲ့တဲ့ပြည်စည်းဆုံးရှုံးထိခိုက်နေနာမှုတွေအတွက်တွေ့ပြန်ဆောင်ရွက်တာတွေနဲ့ပတ်သက်ပြီးပြည်ပဆောင်ရွက်ဖို့အတွက်နဲ့ကုလသမဂ္ဂနဲ့မြန်မာနိုင်ငံသားမှာပြည်ပဆောင်ရွက်မှုတွေတွေ့မြင်ဖို့အတွက်ဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့ရလို့လည်းသိရပါတယ်။ဒါအပြင်ယမ မန်နေကအမေရိကန်နိုင်ငံကငလေပေးသည့် ပြည်သူတွေအတွက်ပေးဖို့ကူညီတဲ့ပစ္စည်းတွေတင်ဆောင်လာတဲ့လေရင်တစ်စင်းရရှိလာခဲ့တယ်လို့အဆိုပါလေရင်နဲ့အတူအရေးပေါ်ခွဲစိတ်ကဲနေရေဒီယိုခွဲစိတ်ကဲနေနဲ့ကျွမ်းကျင်တဲ့ဆရာဝန်တွေပါရှိလာခဲ့တယ်လို့လည်းသိရပါပါတယ်ရှင်။